မင်္ဂလာပါမြန်မာနိုင်ငံသားများခင်ဗျာကျွန်တော်တို့ဒီကနေ့ထူးခြားတဲ့ရာသီဥတုဖြစ်စဉ်များကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်တွေကမြန်မာပြည်နဲ့ပတ်သက်ပြီးတော့အခြားပညာရှင်များကအမျိုးမျိုးသုံးသပ်ချက်နဲ့သတိပိတ်ချက်တွေထွက်ပြီးမဲ့လည်းကျွန်တော်တို့တိုင်းတာရရှိချက်တွေနဲ့လေ့လာချက်တွေရမြန်မာနိုင်ငံဟာပုံမှန်ရာသီဥတုကို ဖြတ်တန်းနေတဲ့အတွကြောင့်မို့ကျွန်တော်တို့ဒီမပေးခဲ့ပါဘူးဘာလို့လဲဆိုတော့ပရိသတ်ကြီးငွေကုန်မှာဆုလို့ပါကျွန်တော်တို့ဒီကနေ့စနေနေ့22ရက်နေ့ဂျိုတို့ကတိုင်းတာပေးပို့တဲ့ပုံနေရဘင်္ဂလားပင်လေပေးအထက်9000အထက်မှာလေးဆိုင်ဝဲတစ်ခုဖြစ်လာတာတွေ့ရပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင် ပစိဖိတ်သမုတ်တရားကလာတဲ့၄ဘူးစီးကြောင်းနဲ့ဟိမဝန္တာဘက်ကစီးလာတဲ့၄စီးကြောင်းတို့စုံရက်ဖြစ်ပြီးတော့၄ဆိုင်ဝဲဖြစ်တာကိုကျွန်တော်တို့တိုင်းတာရရှိပါတယ်ကျွန်တော်တို့ဒီ၄ဆိုင်ဝဲကဘင်္ဂလားပင်လယ်ထဲမှာရှိတဲ့ရေငွေ့တွေကိုစုစည်းပြီးတော့မြမပီအလဲပိုင်းကို ဖြတ်ပြီးတော့ တွန်းပို့နေတာကို တိုင်းတာရရှိပါတယ်။အဲ့ဒီရရှိချက်တွေနဲ့ကျွန်တော်တို့အပူအေးရင်ငွေဖွဲ့ခြင်းကိုတိုင်းတာတဲ့အခါမှာဆိုရင်ဒီကနေ့ညနေခင်းမှာမြမာပြီးမြောက်ချမ်းနဲ့အရှိပဲချမ်းနေရာတချို့မြမာပြီးအလဲပိုင်းနေရာတချို့မှာမိုးရွာသွန်းနိုင်တဲ့အနေအထားတွေ့ရပါတယ်။ကချင်ပြည်နယ်မြစ်ကြီးနားကနေအထက် စကိုင်းတိုင်းကလေးကလေးဝါထက်ချင်းပြည်နယ်မြောက်ဖက်တစ်ခုလုံးဟာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရသလိုပဲမြမပြည်အလဲပိုင်းအချို့နေရာများမှာလည်းနေရာကွက်ပြီးတော့မိုးပွဲလေးတွေရွာနိုင်တဲ့အနေအထားကိုကျွန်တော်တို့ဒီနေရာကအသိပေးလိုပါတယ်ထို့အတူပဲ ရှမ်းပြည်နယ်အလဲပိုင်းတစ်ခုလုံးမှာနေရာကွက်ပြီးတော့တချို့နေရာတွေမှာမိုးကြီးနိုင်တဲ့အနေအထားတွေကိုကျွန်တော်တို့သတိထားဖို့လိုပါတယ်။အဲ့တော့မြန်မာပြည်ကိုဘယ်နည်းလောက်မိုးတွေရွာနိုင်လဲဆိုရင်23ရက်နေ့တနင်္ဂနွေနေ့မှာဆိုလို့ရှိရင်လည်းမြန်မာပြည်မြောက်ဖြားကနေပြီးတော့အောက်ဖက်လေအထိကိုမိုးရွာနိုင်တယ်လို့ပဲချင်းတောင်တန်းမှာ မိုးရွာနိုင်တယ်လို့ကျွန်တော်တို့သတိပေးလိုပါတယ်။လာမယ့်သတင်းစာလေး24ရက်နေ့မှာလဲဆက်လက်ပြီးတော့မိုးရွာနေတာကိုမြန်မာပြည်မြောက်ဖက်ချမ်းတစ်ခုလုံးမှာတွေ့ရှိခံမှန်းရပါတယ်။25ရက်နေ့မှာဆိုလို့ရှိရင်ဘင်္ဂလားပင်လယ်ကပို့တဲ့တိမ်တွေကုန်ဆုံးသွားပြီးတော့မြန်မာပြည်မှာမိုးရပ်သွားတာတွေ့ရပါတယ်။နောက်တစ်ခါကျွန်တော်တို့ပြောနေတာက ဒီကနေ့မြန်မာပြည်ကို အပူလိုင်းဖြတ်တယ်ဆိုပြီးတော့တော်တော်များများစိတ်ဝင်စားနေရေးကြပါတယ်မြန်မာပြည်ရဲ့ပထဝီအနေအထားကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကတောင်တန်းပတ်လေကြားကကုန်းပြည်ဖြစ်ပါတယ်တနည်းအားဖြင့်ဒေအိုးပုံစံတည်ရှိတဲ့နိုင်ငံဖြစ်ပါအပူလိုင်းဆိုတာကပစိဖိတ်သမုတ်တရာကလာတဲ့လေစီးကြောင်းရဲ့လေအပူချိန်ဟာ အာရှတိုက်ကို ဖြတ်ပြီးတော့ဗမာပြည်ကိုလည်းဖြတ်သွားပါမြန်မာပြည်မရောက်ခင်မှာရှိတဲ့နိုင်ငံတွေဟာမြေပြန့်ဒေသတွေအကုန်လုံးကို အပူလိုက်ဖြတ်တယ်ဆိုပေမဲ့မြန်မာပြည်မှာကချင်တောင်နာရှမ်းတောင်နာကရင်တောင်နာမွန်တောင်နာတရင်းနိုင်တောင်နန်းတွေရဲ့ကာချားမှုကြောင့်မြန်မာပြည်ကိုတိုက်ရိုက် အပူလိုက်ဖြတ်လို့မရပါဘူး မြန်မာနိုင်ငံမှာပူနေတဲ့အပူချိန်ဟာတစ်တော်ကုန်ခန်းသွားတဲ့အတွက်ကြောင့်မလို့နေရောင်ကြီးကျရောက်တဲ့အလဲပိုင်းလွင်ပြင်ကအပူချိန်ကအပေါ်ပြန်တက်ပြီးတော့ပူတဲ့အပူချိန်ပဲရှိပါတယ်ကျွန်တော်တို့ဒါကြောင့်မလို့ကျွန်တော်တို့သတိထားတဲ့အခါမှာမြန်မာပြည်ကိုတက်ရိုက်ဝင်နိုင်တဲ့လေစီးကြောင်းလမ်းကြောင်းဟာအိန္ဒိယသမုဒ္ဒရာနဲ့ဘင်္ဂလားပင်လယ်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့နိုင်ငံကို ဝင်တဲ့မုံတိုင်းတွေဟာအတားအဆီးမရှိလို့အင်မတန်မှကျွန်တော်တို့ဒုက္ခကြီးစွာနဲ့ခံနေကြရတာဖြစ်တာကိုကျွန်တော်တို့သတိမမေ့ကြပါနဲ့ဒီကနေ့22ရက်နေ့မှာတော့မြန်မာပြည်ကုံတွင်းနေအောင်ကြီးဆုပ်ယုံမှုကြောင့်မြန်မာပြည်အထက်ပိုင်းမန္တလေးအထက်ပိုင်းထိပူပါတယ်23ရက်နေ့တနင်္ဂနွေနေ့မှာတော့မြန်မာပြည်မန္တလေးကနေတော့ရန်ကုန်ဖြူးမှာတော့ ခရမ်းလွန်ရောင်ကြီးအဆင့်ကို ရောက်ရှိနိုင်လို့အပြင်ကိုသွားလာတဲ့လူတွေတတိထားဖို့လိုပါတယ်။လာမဲ့တနင်္လာနေ့24ရက်နေ့မှာလေထိုနည်းတူပဲပြည်ရန်ကုန်ဘကိုးဖြူကြားမှာ ခရမ်းလွန်ရောင်ကြီးကြားရောက်နိုင်တဲ့ဒေသဖြစ်ပါတယ်။လာမဲ့အင်္ဂါနေ့မှာတော့ရန်ကုန်နဲ့ဘကိုးဖြူကြားမှာခရမ်းလွန်ရောင်ကြီးကြားရောက်နိုင်ပါတယ်။နောက်ရက်တွေမှာတော့အပူချိန်အနှဲငယ် ကြာဆင်းသွားတာကိုကျွန်တော်တို့ခမန်းချက်တရားတွတ်ထုတ်ပေးပြီမဲ့လေလာမဲ့တောက်ကြနေ28ရက်နေ့မှာတော့ AR မြေရိုးတစ်လျှောက်ဖျန်းလုံရောင်ကြီးတန်းခံစားရနိုင်လို့ဒုတ်သားမိဘပြည်သူများတတိထားကြဖို့ကျွန်တော်တို့တတိပေးလိုက်ပါတယ်ထူးခြားတာရှိရင်လည်းကိုယ်သက်ထွေးနိုင်စာမျက်နှာတွေကနေပြီးတော့မြင်းမြန်စုံစမ်းနိုင်ရပါတယ်ကျွန်တော်တို့အမြဲတမ်းထူးခြားချက်တွေနဲ့အညီအချိန်မီ တင်ဆက်ပေးနေပါတယ်ကျေးဇူးတင်ပါတယ်